အားလုံးပဲမင်္ဂလာပါဒေါက်တာနိုင်ရဲသူဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့နေ့စဉ်ပုံမှန်လမ်းလျှောက်ပြခြင်းအားဖြင့်ရရှိလာတဲ့ခန္ဓာကိုယ်ရဲ့အကျန်းပါရေးကောင်းမှုတွေကိုမျှော်ပေးတော့မှဖြစ်ပါတယ်လမ်းလျှောက်တယ်ဆိုရဲဖြစ်စဉ်ကဆိုရင်တော့အရင်ကြီးလက်ခေါက်အားရတုံးကြမလို့အရင်ကြီးပင်မဲကြမလို့ပို့ပါလိပဲလမ်းလျှောက်လို့ရတယ်ပြီးလို့ရှိရင်ငွေကြီးအပိုင်းမှာလည်းအရင်ကြီးကုန်ကြစီမရှိဘူးပေါ့နော်ပြောရသလိုရှိရင်လုံးဝကုန်ကြစီနေပါတယ်နောက်တစ်ချက်ကကြတော့ယောက်ျားတွေရောမိန်းမတွေရောအသက်ကြီးငယ်မကြီးမှလုတ်ပြီးလို့ရတဲ့လက်ချင်ကန်တစ်ခုဖြစ်ပါတယ် အဲ့လိုမျိုးနေစဉ်ပုံမှန်လမ်းလျှောက်မယ်ဆိုရင်ခန္ဓာကိုယ်အတွက်ထူးခြားကောင်းမွန်တဲ့ကောင်းကျိုးတွေကိုခံစားမှာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ဝိတ်ကျစေတဲ့အစီကျစေတဲ့သူလမ်းလျှောက်ပြီးချင်းအပြင်ခန္ဓာကိုယ်မှာမလိုအပ်တဲ့ပိုနေတဲ့အစီကိုကျစေတဲ့သွေးထဲမှာရှိတဲ့မကောင်းတဲ့အစီတွေကိုလစထရောတွေကိုကျစေတဲ့ဒါကြောင့်မလို့ဝါနေတဲ့သူတွေမှာဆိုရင်ဝိတ်ကျစေတဲ့အစီကျစေတဲ့အဲ့တော့ပိန်ရတဲ့သူတွေမှာထပ်ပြီးတော့ဝိတ်ကျမှာလာဆိုလို့ရှိရင်တော့အရင်တည်းကပိန်ရတဲ့သူတွေမှာဆိုရင်သူတို့မှာအစီပိုကြီးနေပါတယ်ဒါကြောင့်မလို့ထပ်ပြီးတော့ဝိတ်ကျကြအကြောင်းတော့မရှိပါဘူး ပြီးလို့ရှိရင်လမ်းလျှောက်ပေးခြင်းအပြင်ခန္ဓာကိုယ်မှာရှိကြွက်သားတွေကျဲမှာကြက်ခိုင်လာမယ်တန်ပါလာမယ်ဒါကြောင့်မလို့ကျဲမှာတဲ့ခန္ဓာကိုယ်ကိုလည်းရရှိမှာဖြစ်ပါတယ်အဲဒီတော့ဝါးတဲ့သူတွေရောပိန်တဲ့သူတွေရောလမ်းလျှောက်ပေးလို့ရပါတယ်နံပါတ်1အချက်ကတော့သွေးတိုးတွေစီးကျိုတွေကိုကြာစီပါတယ်လမ်းလျှောက်ပေးခြင်းအပြင်ခန္ဓာကိုယ်ကမှာသွေးတိုးတွေကြာလာမယ်စီးကျိုတွေကြာလာမယ်ဒါကြောင့်မလို့တင့်မှာသွေးတိုးတွေစီးကျိုတွေခံစားနေရတယ်ဆိုလို့ရှိရင်တော့နေ့စဉ်လမ်းလျှောက်ပေးဖို့ကျွန်တော်ကအကြံပြုချင်ပါတယ် ီးလို့ရှိရင်ကျွန်တော်တို့ကဒီသွေးတိုးဆီးဆိုကုသရဲ့နေရာမှာဆိုရင်စေးဝါးတစ်မျိုးတည်းကိုပဲအာကိုလို့မရဘူးပေါ့နော် life time modification လို့ခေါ်တဲ့အစားအသောက်အနေထိုင်ကိုလည်းပြောင်းလဲပြင်ဆင်ပေးရတယ်အဲ့လိုမျိုးစေးဝါးတွေကိုလည်းတောက်မယ် life time ကိုလည်းပြောင်းလဲမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာသွေးတိုးတွေဆီးဆိုတွေကိုထိန်းရတာပို့ပြီးတော့လွယ်ကူလာမယ်အရင်တော့ဆီးတွေအများကြီးတောက်နေတဲ့ဘဝကနေယူဆိုရင်ဆီးတွေလျှော့လာရမယ်တချို့မှာဆိုရင်ဆီးတွေလုံးဝလျှော့လိုက်ပြီးတော့လုံးဝတောက်ဆရာမလိုပဲနဲ့သွေးတိုးတဲ့ဆီးတွေကိုတင်ချာလေးထိန်းရတဲ့အချိန်ဒီကိုရောက်တာကိုတွေ့ရပါတယ် ါကြောင့်မလို့သွေးကြောနဲ့ဆီလိုရှိရဆိုလို့ရှိရင်တော့ live stream ပြောင်းလဲဖို့နဲ့နေ့စဉ်လမ်းလျှောက်ဖို့အားလုံးကိုတတိပေးတိုက်တွန်းချင်ပါတယ်။နံပါတ်3ချက်ကတော့သွေးတိုးတွေဈေးကြိုတွေနှလုံးရောဂါတွေလေပြတ်တဲ့အန်နီတွေကိုလည်းကာဝေးပေးတာကိုတွေ့ရပါတယ်။လမ်းလျှောက်ပြီးချင်းအားဖြင့်ခန္ဓာကိုယ်ထဲမှာသွေးလက်ပတ်ဟိစင်းမှုတွေကောင်းအောင်လာမယ်။သွေးကြောထဲမှာသွေးထဲမှာရှိတဲ့မကောင်းတဲ့အဆီတွေကိုလက်စထရောတွေကိုလည်းကျစေတယ်။သွေးကြောထဲမှာသွေးကြဲဖြစ်မဲ့အန်နီတွေကိုလည်းလျော့နည်းစေပါတယ်။ဒါကြောင့်မလို့သွေးတိုးတွေဈေးကြိုတွေ နှလုံးကြောက်တာတွေပြေကျော်ခြင်းတာပိတ်တာတွေလေပြတ်တဲ့အန်နီတွေကိုလည်းကာဝေးပြီးတာကိုတွေ့ရပါတယ်။နံပါတ်၄အချက်ကတော့နှလုံးနဲ့အဆုတ်ကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။လမ်းလျှောက်ပြီးခြင်းအားဖြင့်နှလုံးမှာသွေးလက်ဗက်ဟိစင်းမှုတွေကောင်းမွန်လာပြီးနှလုံးရဲ့နှင်အားတွေကောင်းမွန်လာမယ်။ပြီးပန်ဝန်းကျင်ကနေပြီးတော့လေကောင်းတဲ့အရာရှိမယ်။ဒါကြောင့်လည်းခန္ဓာကိုယ်မှာအောက်ဆီဂျင်ပြည့်ဝနေပြီးတော့နှလုံးနဲ့ကျန်းမာရေးအဆုတ်ကျန်းမာရေးကိုလည်းအားကောင်းစေပါတယ်။အဲဒီတော့ကိုကနှလုံးအားနေတယ်ဒါမှမဟုတ်လို့ရှိရင်အဆုတ်အားနေရတယ်လို့ရှိရင်တော့ပုံမှန်လမ်းလျှောက်ပြီးဖို့အတွက်အကြံပေးခြင်းပါတယ်။ နံပါတ်5ချက်ကတော့ကျွန်တော်ဒီလမ်းလျှောက်ပြခြင်းအပြင်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေအယိုးအစစ်တွေကိုတန်မှန်ကြန့်ခိုင်သေးတယ်။ပြီးလို့ရှိရင်ကြွက်သားတွေတောင်းတင်းနာကျင်တာတွေအယိုးအစစ်အယွတ်တွေတောင်းတင်းနာကျင်တာတွေကိုလည်းသက်သာစေတယ်။နောက်တစ်ခုကကျတော့ခန္ဓာကိုယ်ကိုခန္ဓာစနစ်ကိုလည်းကောင်းမွန်စေတယ်။ပြီးလို့ရှိရင်စိတ်ဖြစ်စီမှုတွေကိုလည်းကျော်ချပေးရဖို့တွေ့ရပါတယ်။ကျုပ်လမ်းလျှောက်နေတဲ့အချိန်မှာဆိုရင်ကိုကကိုယ်မှာခံစားနေရတဲ့ဝမ်းနည်းစရာတွေစိတ်ရစရာတွေကိုတိတ်ပြီးတော့မတွေးပြတော့ဘူး။ဒီလိုကတော့တငယ်ချင်းမိတ်ဆွေပေါင်းသင်းနဲ့လမ်းလျှောက်မှာဆိုလို့ရှိရင်တငယ်ချင်းနဲ့စကားပြောမယ်ရေမောပြောရှင်ရမယ် ပြီးလို့ရှိရင်ကိုခံစားနေရတဲ့နာကျင်စရာတွေစိတ်ညစ်စရာတွေကိုရင်ဖွင့်လို့ရတယ်။ဒါကြောင့်မလို့စိတ်ညစ်စရာတွေရောနေလာပြီးစိတ်ဖိစီးမှုတွေကိုလည်းချော့ချပေးတာကိုတွေ့ရပါတယ်။နံပါတ်6ချက်ကတော့လမ်းလျှောက်ပြခြင်းအားဖြင့်အုံနော့အထဲမှာသွေးလက်သက်ဟိစင်မှုကောင်းအောင်လာပြီးအုံနော့ရဲ့မှတ်ဉာဏ်တွေပို့ပြီးကောင်းအောင်လာမယ်။အုံနော့ရဲ့အိုင်အွန်ဆိုင်မှုတွေပို့ပြီးကောင်းအောင်လာမယ်။ပြီးလို့ရှိရင်ညာဘက်တွေမှာကောင်းအောင်စွာအိပ်ပျော်စရာကိုလည်းရရှိမှာဖြစ်ပါတယ်။ဒီချက်တွေကတော့ကျွန်တော်နေတိုင်းနေတိုင်းလမ်းလျှောက်ပြခြင်းအားဖြင့်ရရှိလာမယ်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကောင်းမှုတွေဖြစ်ပါတယ်။ နောက်ကြောင့်မလို့ဒီဗီဒီယိုကြည့်နေသူတွေအနေနဲ့ဒီဗီဒီယိုကြည့်ပြီးတဲ့အချိန်ကစပြီးတော့ comment လမ်းလျှောက်ဖို့အတွက်အစပြုဖို့အားလုံးကိုတိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကြည့်ရအကျိုးရှိရဆိုရင်တော့ like နဲ့ share လုပ်ဖို့လည်းအားလုံးကိုတောင်းဆိုချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ